ချက်ချင်းသောတာပန်အရိယာတည်အောင်ဟောဖို့အတွက် तू ကဘာဉာဏ်နေရှိနေလို့လဲအဲ့ဒါမေးကြည့်မယ် तू မှာဗုဒ္ဓဆက်ကုညာရှိနေလားလူတယောက်ရဲ့အာရယာနုတရားကိုသိလား तू ကမသိနိုင်သူ့ရဲ့အိန္ဒြေရင့်မြင်ကိုတော့သိရလားမသိနိုင်အဲ့လိုသိကြဘယ်သူပဲရှိတော့ဘုရားတဆူပဲရှိတယ်ပြန်ပြောကြည့်ခုနကပြောခဲ့တဲ့ဗုဒ္ဓဆက်ကုဘာဆက်ကုလဲဗုဒ္ဓဆက်ကုမှာဉာဏ်ဘယ်နှပါးရှိလဲနှစ်ပါးရှိတယ်နံပါတ်1အာတယာနုတရားဉာဏ်ဘာဉာဏ်လဲ နမနိကအိန္ဒရိယပရောပရိယတိဉဏ်ဘာညာလဲအဲ့ဒီဉဏ်တစ်ပါးရှင်လို့ဘာစက္ခုလို့ခေါ်လဲဗုဒ္ဓစက္ခုဒုတိယကိုတရားရူးရအောင်ပြောဖို့ဆိုတာအဲ့ဒီဉဏ်တစ်ပါးရှိမှရတာအဲ့ဒီအဲ့ဉဏ်တစ်ပါးကရောဘုသူရှိမှပဲရှိလဲမြတ်စွာဘုရားရှိမှပဲရှိတယ်မြတ်စွာဘုရားရှိမှရှိတဲ့ဉဏ်သူ့မှာရှိနေလို့လားချက်ချင်းပဲသောတာပန်အရိယောတည်အောင်ဟောမယ်ဆိုတဲ့စကားဒီသူ့ကိုယ်သူဖျားလို့ပြောတာမဟုတ်လားဟုတ်လားအဲ့ဒီတော့ရုပ်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးအဲ့ဒီသူရုပ်လားသူမြတ်လား ကျေကျေပြောတရားလားသမျှလားဒီဆရာတော်ကဒီဆရာတော်ကိုရည်ရွယ်ပြီးပြောတယ်ဆိုတာဥစဉ်တို့တက္ကရာကမတချို့သိကြမှာပါဥစဉ်ကတော့နာမည်ထုတ်ပြီးမပြောတော့ပါဘူးနော်ဆရာတော်ပြောသွားတာတကယ်မှန်ပါတယ်ယဟန္တာဖြစ်အောင်အထိလုပ်ပေးနိုင်တယ်လို့ပြောလိုက်ခြင်းဟာ သူကိုယ်တိုင်လည်းပဲယဟန္တာဖြစ်နေပြီလို့ဝန်ခံလိုက်ခြင်းဖြစ်ပါတယ်ယဟန္တာမဟုတ်ပါဘဲနဲ့ယဟန္တာလို့ဝန်ခံတဲ့ပုဂ္ဂိုလ်တွေကို တုတ်တနိဗ္ဗာန်ပါဠိတော်ဝတလတုတ်မှာမြတ်စွာဘုရားကဘယ်လိုဆုံးမထားတယ်လဲဆိုရင်ယောဝေအနရဟံတံတော်အရဟံပရိဇာနာတိသောရတဗျမကေလောကေဧတောခောဝတလောဓမ္မောယောနရောအကျဉ်တူသည်အနရဟံယဟန္တာမဟုတ်သည်တံတော်ဖြစ်ပါလျက်အရဟံယဟန္တာဟု၍ပရိဇာနာတိဝန်ခံ၏တဗျမကေဗျမပြင်းနှင့်တကွသောလောကေလောက၌သောရခုတုကြီးသည်ဟောတိဖြစ်၏ ဧသောဖို့ဤဒီလျင်ဝတ္တလောဓမ္မောရုပ်မာသောသဘောတည်းလို့ဟောကြားတော်မူပါတယ်အတိဗေကတော့ယဟန္တာမဟုတ်ပါဘဲနဲ့ယဟန္တာလို့ဝန်ခံမယ်ဆိုရင်တခိုးကြီးဖြစ်တယ်သူရုပ်မာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်တခိုးကိုသူရုပ်မာကိုဥသေတို့တရားဒဂမတချို့ကသူတော်ကောင်းထင်ပြီးတော့ဆရာတင်၍ကိုယ်ွယ်စိတ်သက်နေမယ်ဆိုရင်ဘယ်လိုနည်းနဲ့မှသူတော်ကောင်းတရားမရနိုင်ဘူးเนาะသူတော်ကောင်းတရားအစ်အမှန်ကိုရကျင်တယ်ဆိုရင် တကယ်သူတော်ကောင်းကိုရှာဖွေပြီးတော့ကိုယ်ကွယ်စိတ်ကပ်ပါလို့ပြောခြင်းပါတယ်။ဒါမှသူတော်ကောင်းတရားအစ်စ်မှန်ကိုရမှာပါနော်။အရှင်ဖရာတရားဟောလို့ကြွတန်းဝင်သွားတဲ့ဒကာဒကာမဘယ်နှယောက်ရှိပြီလဲ။တပည့်တော်ထင်တာပြောရရင်နာမည်ကြီးဖို့ဝေဖန်ထောက်ပြနေတာလို့တပည့်တော်ပြန်ဝေဖန်တယ်။အမှန်တကယ်ကြွတန်းဝင်အောင်တရားဟောစေခြင်းတဲ့။ဒီမန်ပိုင်ရှင်ကိုကြည့်ရတာလက်ကတော်ဟုတ်ခြင်းဟုတ်မဟုတ်ဘူးဆိုရင်တော့နှကူကွယ်တဲ့သူဖြစ်လိမ့်မယ်နော်။ ာကြောင့်လဲဆိုရင်တိလရှင်တွေနတ်ပူဇော်နေတာနဲ့ပတ်သက်ပြီးဥစဉ်ပြောဆိုထောက်ပြထားတဲ့ပုံထဲမှာလာမှန်ထားလို့ပဲဖြစ်ပါတယ်ဥစဉ်ကိုပြန်ပြီးဝေဖန်မယ်တဲ့ဝေဖန်ပါနော်ဘာကြောင့်လဲဆိုရင်ဥစဉ်လိုတန်မြင်ရယဟန်ကိုမပြောနဲ့လောကမှာအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့မြတ်စွာဘုရားတော်မှဝေဖန်တိုက်ခိုက်ခံရပါတယ်ဥစဉ်လိုတန်မြင်ရယဟန်တပါဝေဖန်တိုက်ခိုက်ခံရတာဘာမှမဆန်းပါဘူးနော် သို့တော်လည်းပဲတခုတော့ပြောပါမယ်။ဗဇက်မှာခဲပြတ်မပါဘူးเนาะ။ပြောပြီးတဲ့အခါကျမှမှားသွားလို့ပါဆိုပြီးပြန်ဖြတ်လို့မရဘူး။ပြောပြီးပြီဆိုရင်တော့ကန်ကြွေးတင်သွားပြီ။အဲ့ဒါကိုတော့သိထားဖို့လိုပါတယ်။ဦးဇင်းတို့မြတ်စွာဘုရားကဒီကနိကေတင်ကလောဝါဒတုံးမှာမကောင်းမြတ်တာကောင်းရာညှို့လက်အသိဟောကျူးငါဘူးထမ္မံနတ်ထံတင်ရာမြတ်တာလဲပြုယဟန်မှု 6ခုလွန်သေးကြဆိုတဲ့အတိုင်းဒကာဒကာမတွေဘာသာရေးနဲ့ပတ်သက်ပြီးအမှားတွေလုပ်နေတာမြင်ပြီးဆိုရင်၁တားမြစ်ပေးရမယ်တဲ့၂ကောင်းတာကိုညွှန်ကြားပြသပေးရမယ်တဲ့၃အစ်စ်အစ်စ်သောတရားဓမ္မတို့ကိုဟောကြားပြသပေးရမယ်တဲ့၄ဟောပြီးသောတရားဓမ္မတွေကိုလည်းပဲလိုအပ်ပါကပြန်လည်ဟောကြားပြသပေးရမယ်တဲ့၅မျက်ပြေရောက်ကြောင်း နီလန်းကောင်းတွေကိုလည်းပဲညွှန်ကြားပြသပေးရမယ်တဲ့ 6မေတ္တာနဲ့လည်းပဲစောင့်ရှောက်ရမယ်တဲ့နော်ဒဂရဂမတွေကိုအဲ့ဒီလိုကျင့်ဝတ်6ပါးနဲ့အညီစောင့်ရှောက်ရမယ်လို့ဟောကြားထားတာ ဖြစ်တဲ့အတွက်ဤကျင့်ဝတ်6ပါးနဲ့အညီဒဂရဂမတွေအမှားလုပ်နေတာကိုမှမရအောင်ဦးစင်းကပြောဆိုထောက်ပြတာလေဘာများမှားနေလို့လဲနော်ကျွတ်တန်းဝင်တာမဝင်တာကတော့သူတို့ရဲ့ပါရမီနဲ့သူတို့ရဲ့နှလုံးသွင်းဓာတ်ခံပေါ်မူတည်တယ်ဦးစင်းနဲ့မဆိုင်ဘူး ဦးစင်းကတော့ပြောဆိုထောက်ပြပေးရမယ့်တာဝန်ရှိတဲ့အတွက်ပြောဆိုထောက်ပြပေးတာဖြစ်တယ်။လက်ခံတာမခံတာကတော့သူတို့ရဲ့အပိုင်းပဲဖြစ်တယ်နော်။ဒါကြောင့်မကြည့်ကျင်ဘူးဆိုရင်ကြော်သွားလိုက်ပါ။တို့မဟုတ်မလော့ထားလိုက်ပါ။အကုသို့မပွားပါနဲ့လို့စေရနာနဲ့ပြောပါရစေနော်။ကိုဝင့်နီးကိုပဲနိုင်အောင်ထိန်ပြီးဒီလိုနေရာဒီမပါတင်ဘူးပြောတာပါ။မှားတယ်လို့ပြောတာမဟုတ်ပါဘူး။မြေလို့ဖြစ်ရင်တော့တမျိုးပေါ့တဲ့။ ဖရာဟောတရားတော်တွေကိုစောကပုတ်ခတ်ပြောနေတာ မြင်လို့ဖရာသားတော်တပါးအနေနဲ့ဦးစင်းကတုတ်ပြန်ပြောဆိုတာလေဒီလိုနေရာမျိုးကိုမပါတင်ဘူးဆိုတော့လင်ခံမရခံကိစ္စကိုပါရမှာလားဟင်မြတ်စွာဘုရားကဒီကနေ့ကဗြဟ္မာဇာလတုတ်မှာချက်သားတို့ဖရာကိုဖြစ်စေတရားကိုဖြစ်စေတန်ဃာကိုဖြစ်စေမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင် ဤအကြောင်းကြောင့်လည်းမဟုတ်ဤအကြောင်းကြောင့်လည်းမှန်မှန်ဤအပြစ်သည်ငါတို့၌မရှိဟုပြန်လဲခြေပပြောဆိုရမယ်လို့ဟောကြားဆုံးမခဲ့တယ်။အဲ့ဒီလိုဟောကြားဆုံးမခဲ့တဲ့အတွက်ကြောင့်ဦးစင်းကဖရာသားတော်တပါးအနေနဲ့ဖရာတရားတော်တွေကိုစော်ကားနေတာမြင်လို့တုတ်ပြန်ပြောဆိုတာလေ။အဲ့ဒါကဦးစင်းတယောက်တည်းမှတာဝန်ရှိတာမဟုတ်ဘူး။ဗုဒ္ဓတရားတော်တွေကိုစော်ကားလာပြီဆိုရင်ပြန်လဲခြေပပြောဆိုရမှာကဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိတယ်နော်။ တကားတော်လဲဗုဒ္ဓဘာသာဆိုရင်တကားတော်မှာလဲတာဝန်ရှိတယ်ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင်တော့တမျိုးပေါ့နော်ဖះဘာဟောထားလဲဆိုတာကိုမသိဘဲနဲ့ပုဂ္ဂိယတွေဝင်မပြောပါနဲ့နော်ကိုပညာမရှိတာကိုလူသိအောင်ချပြတယ်လို့ဖြစ်နေတယ်စေတနာနဲ့တတိပေးတာပါနော်နေရာတကာလိုက်ပြောနေတာ မကောင်းပါဘူးဖုံဖုံတဲ့နေရာတကာလိုက်ပြောနေတာ မကောင်းပါဘူးလို့ပြောရအောင် ။ဦးစင်းရဲ့အကောက်ထဲမှာသမီးရီစာကိစ္စပြောထားတာပါသလား။လင်ခန်းမယားခန်းကိစ္စပြောထားတာပါသလား။လူတွေလုံနေတဲ့စီဝါရေးကြီးဝါရေးအကြောင်းတွေကိုကဲ့ရဲ့ရှုံချပြီးပြောထားတာပါသလား။ဟင်။ပါတယ်ဆိုရင်မန်ရှင်ခေါ်ပြီးခြပြပြီးနော်။မပါဘဲနဲ့လာမပြောပါနဲ့။အခုဒကမာလေးလာမှန်ထားတဲ့မန့်ကအင်းကြီးမှာပြိဿသမုပ္ပတ်ဇဝိုင်းကိုစတေကာလုတ်ပြီးဝတ်ထားတာမြင်လို့ ဲ့ဒီလိုလှုပ်ပြီးမဝတ်တင်ကြောင်းဦးစင်းပြောထားတဲ့ပို့ထဲမှာလာမှန်ထားတာနော်အဲ့ဒီလိုလှုပ်တာကိုဦးစင်းတယောက်တည်းပြောရမှာမဟုတ်ဘူးဗုဒ္ဓဘာသာဝင်မှန်ရင်အလုံးဝိုင်းပြောရမှာအဲ့ဒီပရိသတ်သမုပ္ပါဇဝိုင်းထဲမှာပါတဲ့ပါဠိတော်တွေဟာဦးစင်းတို့မြတ်စွာဘုရားဟောကြားထားတဲ့တရားတော်တွေအဲ့ဒီတရားတော်တွေရရှိလာဖို့အတွက်ဦးစင်းတို့မြတ်စွာဘုရားဘလောက်ပိဆက်ခဲ့ရတယ်ထင်တယ်လေ လေးတင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ပြီးပေးဆက်ခဲ့ရတယ်။ဖျားဖြစ်မဲ့ဘဝကိုရောက်ရှိလာပြန်ပြီးဆိုပြန်တော်လဲပဲ။ဖျားဖြစ်ဖို့ရန်ဆိုပြီးပြင်းထန်တဲ့ဒုက္ခရဆရိယာအကျင့်ကို6နှစ်ကျင့်ပြီးပေးဆက်ခဲ့ရပြန်တယ်။ဖျားဖြစ်သွားပြီးဆိုပြန်တော်လဲပဲနာနာနေနေမနေရဘူးနော်။တတဝဝိနေရတွေကောင်းကျိုးချမ်းသာရရှိဖို့ဆိုပြီး45နှစ်လုံးလုံးတရားဟောပြော၍ဗုဒ္ဓကိစ္စကိုဆောင်ရွက်ကပေးဆက်ခဲ့ရပြန်တယ်။ အဲ့ဒီလိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းပေးဆက်ပြီးမှရရှိလာတဲ့တရားတော်တွေဖြစ်တယ်။အဲ့ဒီလိုတရားတော်တွေကိုမလိုအပ်တဲ့နေရာတွေမှာကြက်ကြက်ကြောပေါ့ပေါ့ဆဆအသုံးပြုနေတာကိုဦးစင်းတို့အလိုမရှိဘူး။ဒါကြောင့်ပြောတင်ပြောထိုက်လို့ပြောတာနော်။ဒကမာလီတို့ဘာသာဒကမာလီတို့လင်ကန်းကိစ္စမယားကန်းကိစ္စသမီးရေးစားကိစ္စဘာပဲလုပ်လို့ဦးစင်းတို့ပြောစရာဘာအကြောင်းမှမရှိဘူး။ဦးစင်းတို့နဲ့လည်းမပတ်သက်ဘူးနော်။ ဦးသင်းတို့အလေးအမြတ်ထားရဖြစ်တဲ့မြတ်စွာဘုရားရဲ့တရားတော်တွေကိုမလိုအပ်တဲ့နေရာမှာပေါ့ပေါ့ဆဆကပြက်ကချောနဲ့အသုံးပြုနေတာကိုမြင်ပါလျက်နဲ့သဘောကောင်းပြီးမပြောဘဲနေရအောင်ဦးသင်းကမိအေးမဟုတ်ဘူးเนาะရှေ့တုန်းကမိအေးဆိုတဲ့ဒကမတယောက်ရှိတယ်အဲ့ဒီဒကမကအရန်သဘောကောင်းတာဘလောက်ထိသဘောကောင်းတယ်လဲဆိုရင်ကလေး၅ယောက်မွေးတာတောင်မှအဖေမပေါ်ဘူးเนาะအဲ့ဒီလောက်အထိသဘောကောင်းတယ် တကမာလေးမိအေးမလုတ်ခြင်းနဲ့နော်ဦးစင်ကစေရနာနဲ့ပြောတာပါဒါပါပဲကျမ်းပါပါစေဆရာတော်ဖရာတပည့်တော်တစ်ခုလောက်လျှောက်ပါရစေဂေါတမမြတ်စွာဘုရားကဖရာမဖြစ်ခင်လေးတင်ခြင်းနဲ့ကဘာတသိမ်းမှာ လူဘဝဘဏ္ဍကျင်းရခဲ့ဘူးပါတည်းဖရာတဲ့လူအဖြစ်358ဘဝနတ်အဖြစ်65ဘဝကုန်းနေတတ္တဝအဖြစ်60ဘဝကောင်းကင်နေတတ္တဝအဖြစ် 58ဘဝရေနေတတ္တဝအဖြစ်ရှင်ဘဝအလုံးပေါင်း948ဘဝလို့ဆိုထားတဲ့အတွက်ဖရာဟောထားတလောက်ကိုသာဖြေရမယ်ဆိုရင်မြတ်စွာဘုရားသည်လေးတင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်စင်ကာလမှာလူဘဝကို358ဘဝပဲရခဲ့တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်